ကိုဘာပဲလှုပ်လှုပ်ကောင်းတာလှုပ်လှုပ်မကောင်းတာလှုပ်လှုပ်လို့သမ ्या ကံရဲ့အကျိုးဆက်ကိုကိုပဲခံရမယ်ကိုပဲဆန့်ရမယ်ဟောဒါသူ့ရဲ့အမွေခံပဲကံရဲ့အမွေခံပဲဖြစ်ရမယ်လို့ဒီအမြင်ကိုမြင်မှုလွတ်တယ်ဒါကိုကမ္မတက္ကတာသမာဓိတိလို့ခေါ်တယ်ကိုလှုပ်တာကိုနဲ့သာသက်ဆိုင်တယ်လို့ မြင့်နဲ့အမြင့်ဟာဘလောက်တမိုးရှိတယ်လဲစဉ်းစားကြည့်စမ်းကြည့်မနဲ့တွေးကြည့်ကိုလှုပ်တာကိုနဲ့မပတ်သက်ဘူးလို့မြင်ွယ်လိုက်တဲ့ပုဂ္ဂိုလ်တယောက်ဟာသူတော်လူကောင်းဖြစ်ဖို့မရှိနိုင်ဘူး။ဘာကြောင့်လို့ဆိုတော့ကိုလှုပ်တာကိုနဲ့မပတ်သက်ဘူးလို့ဆိုတဲ့အမြင်ရှိရင် ကောင်းတာလုပ်လဲကောင်းတာရမှာမဟုတ်ဘူးမကောင်းတာလုပ်ရင်မကောင်းရမခံရဘူးဆိုတဲ့ပုံကိုတယောက်သည်သူလှုပ်ချင်တာတွေလှုပ်တော့မှာပေါ့သူလှုပ်ချင်တာအကောင်းလားအဆိုးလားဆိုတာလူဆိုတာအဆိုးကိုသာလှုပ်တာများတယ်လွယ်တာကအဆိုးကလွယ်တာဟုတ်နော်အဲ့တော့အဆိုးကိုလှုပ်တယ်ဆိုကြတဲ့က तू ကလူတော်လူကောင်းဖြစ်ဖို့မရတော့နော်ဒါကြောင့် ကောင်းတာလုံးမှကောင်းကျိုးရတယ်မကောင်းတာလုံးရင်မကောင်းကျိုးရလိမ့်မယ်ဆိုတဲ့ကမ္မတက္ကတာသမာဓိဋ္ဌိအမြင်ဟာလူတော်လူကောင်းဖြစ်အောင်လမ်းခင်းပေးထားတာသာဖြစ်တယ်အကယ်၍တချို့ပုဂ္ဂိုလ်တွေမြင်သလိုပေါ့ကောင်းတာလုံးလဲကောင်းတာမဖြစ်ပါဘူးဆိုတာလုံးလဲဆိုတာမဖြစ်ပါဘူးမဟုတ်တာလုံးတဲ့လူတွေကြီးပွားနေတယ်ဟုတ်တာလုံးတဲ့လူတွေဆင်းရဲနေတယ်ဆိုတော့ ဒီအတွေးလေးနဲ့ကံကရေးကျိုးကိုညှင်းပယ်မှုတွေနဲ့ဖြစ်တတ်သေးတယ်ပေါ့နော်သို့တော့စဉ်းစားရမှာအခုတည်းပင်ဆိုင်ဒီနေ့ဆိုင်ဒီနေ့ပင်ပေါ့ပြီးတည်သည်ဆာရပါမလားဆာရဘူးအချိန်ဆိုတာရှိသေးတယ်နော်အချိန်ဆိုတာရှိသေးတယ်ဆိုတာလုပ်ပြီးကောင်းကျိုးချမ်းသာရနိုင်တဲ့ပုဂ္ဂိုလ်ဟာရှိတော့ကအကျိုးဆက်တွေကိုခံစားနေတာဒါဖြစ်တယ်ပေါ့ ကောင်းတာလုပ်ပြီးဒုက္ခရောက်နေတဲ့လူတယောက်ဟာလည်းပဲရှေးရခင်ကလုပ်ခဲ့တဲ့အကျိုးဆက်တွေကိုခံစားနေရခြင်းသာဖြစ်တယ်လို့ဒီလိုနားလည်ပြီးတာဖြစ်တယ်။အဲဒီလိုနားမလည်ဘူးဆိုလို့ရှိရင်ကံကံအကျိုးညှိပဲ့တဲ့ပုံကဖြစ်သွားနိုင်တယ်။အဲတော့ကိုယ့်ဘဝကိုဆန်းစစ်ကြည့်လူတိုင်းလူတိုင်းဟာကိုယ်ဘဝကိုဆန်းစစ်ရမှာကာမတက္ကတာတမဋိဋ္ဌိနဲ့ဟုတ်ပြီ ကောင်းတာလုပ်ရင်ကောင်းကျိုးရတယ်မကောင်းတာလုပ်ရင်မကောင်းကျိုးရတယ်ဆိုတို့တွေဟာဘာတွေလုပ်နေတယ်တနေ့တမှာကောင်းတာတွေကြီးလှုပ်တာလားဆိုးတာတွေရောလှုပ်သလားကိုယ့်ကိုမှန်သိအောင်ကြိုးစားဖို့လိုမြတ်စွာဘုရားကတော့ဟောတယ်ဥပောပုံဉ္စပပင်္စယံမေသောကုရုတိဣဒာတရဝတ္တဟာဒီလောကတရဝတ္တဟာ ပပလို့ဆိုရက်မလို့တင်နာတွေလည်းလုတ်တယ်ပုံညာလို့ဆိုရက်လုတ်တင်နာတွေလည်းလုတ်တယ်ကောင်းတာလည်းလုတ်တယ်ဆိုးတာလည်းလုတ်တယ်ကောင်းဆိုးနှမျိုးလုံးလုတ်ကြတယ်ပုရုษေမှန်သမျှအကောင်းကြီးလုတ်တာဆိုတာမရှိနိုင်အဆိုးလေးရတော့ပါအောင်ပါနော်အစာစားတဲ့အထက်မှာခန္ဓာကိုယ်အကျိုးပြုတာတွေပါတာမဟုတ်ဘူးအကျိုးမပြုတာတွေလည်းစားမိမှာပဲ အဲ့တော့ပုထုဇဉ်ဆိုတဲ့အတိဘယ်ကောမကောင်းတာအဖြစ်များလို့ပုထုဇဉ်ခေါ်တာဟုတ်ပုထုဇဏမကောင်းတာတွေဖြစ်များနေတယ်အဲ့ဒါကိုပြောင်းပြစ်နိုင်အောင်ကြိုးစားကိုယ့်အကူဆင်ញင်သုံးသပ်ပြီးတော့ဒီတစ်ခုလှုပ်တဲ့ဆိုဟုတ်ပြီကောင်းတာလည်းလှုပ်တယ်ဆိုးတာလည်းလှုပ်တယ်လှုပ်ပြီးပြီးသွားရောလားဆိုဘယ်ပြီးမလဲတင်ကြီးတတ်တတ်ကံဟောတိကိုလှုပ်တဲ့ကံတရားတွေဟာ ကိုယ့်ရဲ့ရင်းနဲ့နှလုံးထဲမှာအရိတ်ထင်ပြီးတော့ကြံ့ရစ်ပြီနော်ပျောက်သွားတာမဟုတ်ဘူးပုံရိပ်တွေထင်သွားပြီလို့သူဆိုလို့ခေအခြေအနေနဲ့နားလည်အောင်ပြောလို့ရှိရင်ရှင်းထဲမှာ CCTV တတ်ထားတယ်လို့သာမှတ်တာမကောင်းတာလုပ်ပြီးလိန်လို့မရဘူးကောင်းတာလုပ်ရင်လည်းလိန်လို့မရဘူးနော်ခြင်းထဲမဲ့တော့မကြိုးစားနဲ့ အဲ့ဒီမှာဘာလုတ်လုတ်လူတွေရဲ့ရင်ထဲမှာမတန်တင်တာရှိတယ်မတန်တင်မိတာဖြစ်သွားတယ်ကောင်းတဲ့ပုံရိပ်တွေမကောင်းတဲ့ပုံရိပ်တွေဟာရှင်ထဲမှာရောက်သွားအဲ့တော့ကိုလူသမီးတွေဟာနောက်ဘဝပါသွားဖို့ဆိုတာဘယ်နေရာမှာရှိနေတာတော့လို့မေးကြည့်နှလုံးသားထဲမှာရှိနေတာလား အုံနောက်ထဲမှာရှိနေတာအုံနောက်ဆိုတာပြက်ချင်းပြက်သွားတာပဲလေနှလုံးသားဆိုတာလဲခွဲစိတ်ကုသရတာမျိုးတွေရှိရတယ်သိရင်အုံနောက်ကလည်းလုံမလုံတော့နှလုံးကလည်းလုံမလုံတော့အဲ့ဒီအုံနောက်နဲ့နှလုံးကလည်းသိရင်မိသကြိုတဲ့ထဲပါမသွားဘူးလားဒါပြင်ကံတရားတွေညပါသွားမလားအုံနောက်ထဲမှာနှလုံးသားထဲမှာပါသွားမလား ဲ့ပါသွားရင်တော့အေးတာပေါ့နော်တပွားတယ်မြတ်စွာဘုရားကတင်ညိတတတကံဟောတိတဲ့ကိုလို့တာကိုထဲမှာကိုပုံရိပ်တွေကိုရသွားတယ်ဘယ်မှာဒီပုံရိပ်တွေကထင်သွားတော့ဆိုတော့ကုသိုလ်အကုသိုလ်ကံရဲ့ပုံရိပ်တွေစိတ်အစင်မှာဖြစ်သွားတာ mental process လို့ခေါ်တယ်စိတ်အစင်နဲ့နော်စိတ်ရဲ့ဖြစ်စဉ်ကြီးတွေမှာဒီအေယဝရီမြကြီးစီးဆင်းနေတဲ့အချိန်မှာ မြည်ကြီးကစီးနေမပြတ်စီးနေအဲ့ဒါလိုပဲကိုယ့်ရဲ့ယင်ထဲမှာ စိတ်အစဉ်ကြီးကမပြတ်ရှိနေအဲ့ဒီမပြတ်တဲ့စိတ်အစဉ်ထဲမှာပုံရိပ်တွေပါသွားပြီအဲ့ပုံရိပ်တွေဘယ်လိုလုံးလိုက်ပြီးတော့ဖြတ်လို့ရအောင်ညာနိုင်နော်မရနိုင်ဘူး CCTV တွေဟာတော့ဖြုတ်ပြီးတော့ဖြောင်းလို့ရသေးတယ်ယင်ထဲဟာတော့ဖြောင်းလို့မရဘူးဒါမှပဲအဲ့တော့ဒီဘဝထင်တဲ့ပုံရိပ်တွေဟာ လူသေးသွားတော့ပြောင်းသွားရောလားလို့ဆိုပြောဆိုဗျာတင်ဆာအာရယာခိစတိဒီပုံရိပ်တရားသူနဲ့အတူပါသွားလိုက်မယ်တဲ့ပါသွားမှာပဲတင်ဆတ်ကအနုကံဟောတိဒါရီကနောက်ကဘဝတန်တဲ့ဟာအဆက်ဆက်မှာပါသွားပြီးအယိတ်ပမာလိုက်နေမှာဖြစ်တယ်ဒါကြောင့်မို့ပုံရိပ် မကောင်းတဲ့ပုဂ္ဂိုလ်တွေဟာဆင်းရဲဒုက္ခနဲ့ကြုံတွေ့ရပြီပုံရိပ်ကောင်းတဲ့ပုဂ္ဂိုလ်တွေသာချမ်းသာဒုက္ခရရှိမှာဖြစ်တယ်ဒီပုံရိပ်တွေကြည့်ပြီးတော့ဘဝမှာအကျိုးပေးမှုတွေဖြစ်တယ်ဒါကိုပဲမြတ်စွာဘုရားကရှံကမံဂရိတန္တိကလျာဏဝပပကံဝတတကမတဒါဟာဒါပွေတန္တိဆိုတာဒါကိုဟောတာเนาะကောင်းတာလုံးလုံးမကောင်းတာလုံးလုံးထိုလုံးတည်းများကုသိုလ်ကံအကုသိုလ်ကံတို့ရဲ့ အမွေကိုလုံသူခံရမယ်ဆိုတာဒါအဲ့ဒါကံကံအကျိုးလက်ခံတယ်ဆိုရင်မြတ်စွာဘုရားဆုံးမတယ်အလုလက်ခံထားတဲ့ကမ္မသကတသမဒိဋ္ဌိအမြင်ရှိမှဘုဒ္ဓဘာသာဆိုဖြစ်နိုင်တယ်လို့မှတ်ကမ္မသကတသမဒိဋ္ဌိအမြင်မရှိရင်ဘုရားဘာသာမဖြစ်ဘူးဘုရားတရဏံကိသမိဆိုနေပေမဲ့လို့ကံမယုံကြည်ဘူးဆိုရင်ဘုရားဘာသာဆက်ဖြစ်ဖို့ ရသဗျာကိုယ်တိုင်ကကံကံဤကျုပ်အလေးနဲ့ထားပြီးအချိန်ကအပြင်ဟောကြားခဲ့တာဖြစ်တယ်။ဒါကြောင့်မို့ကံကံဤကျုပ်ယုံကြည်လက်ခံခြင်းဆိုတဲ့သိမြင်ခြင်းဆိုတဲ့ကမ္မတက္ကရသမထေတိရှိရမယ်။